ပဲမင်္ဂလာပါဗျ Socos ညပြီးပြန်လဲကြိုဆိုလိုက်ပါရယ်အခုအစီအစဉ်ကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရပန်အရှင်မြတ်ထုတ်သက်သွားတဲ့တပတ်အောင်နဲ့တနစ်စု Sole U နဲ့ Captain တို့ရဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပြီးတော့ဆွေးနွေးသုံးသက်ပေးသွားမှာဖြစ်ပါရယ်ဗျအခုမင်္ဂလာပါမင်္ဂလာပါနောက်ဆုံးကတော့ရှုံနဲ့တယောက်ကတော့အလဲတို့တယောက်ကတော့ကျွန်တော်ဒါအမှတ်နေပါတော့ တော့တပ်ပိုင်အောင်ကြောင်းကိုပဲအရင်မေးခြင်းတယ်ဒီပွဲကဒုတိယအချိန်မှာအလဲထိုးနဲ့ရှုံးနေသွားတာပေါ့နော်သူနဲ့တွေ့ရဖိုက်တာကဂျပန်ဖိုက်တာကလည်းနည်းနည်းမအောင်ကောင်းတယ်သူထက်လည်းအရက်အမောင်တော့တာတယ်ချေလက်တက်လည်းရှိတယ်ပစ္စည်းပိုးပိုးလည်းထိုးသွားနိုင်တယ်လက်ရည်လည်းတာရလို့ကျွန်တော်ကတော့အမြင်ရှိတယ်အဲ့တော့တပ်ပိုင်အောင်ကဒီပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ပေါ့နော် ပြင်ဆင်ခြင်းလုံလောက်ခဲ့တယ်လို့အကိုမြင်လာပွဲတိတိကျကျမှာသူတဲ့ပြင်ဆင်ခြင်းမလုံလောက်လို့များဒီလိုအခြေအနေကိုရင်ဆိုင်ရတာလားပေါ့နော်ကိုထင်တာတော့ ဒီပြင်စင်ကြိမ်လုံလောက်တာမလုံလောက်တာတော့တပိုင်းပေါ့နော်ဒီကျိုးပိုင်းပေါ်မှာ rim ပေါ်မှာသားွားတဲ့အနေထားကိုပဲအဓိကထားပြောချင်တယ်အဲ့ဒီအနေထားအရဆိုတော့ပြင်စင်ကြိမ်လုံလောက်ချင်းမလုံလောက်ချင်းနဲ့တော့တိတ်တော့ဆိုင်မှာမထင်ဘူးဘုံမလေးလည်းပြောရလက်ရည်နဲ့နဲ့ကွာတယ်လက်ရည်ကွာတဲ့အတွက် level ကွာတဲ့အတွက်ဒီအချိန်မှာသူရှုံးသွားတယ်ဟုတ်ကဲ့ဒီဘက်မှာတပိုင်းအောင်ရဲ့အားနေချက်ကဘာဖြစ်မလဲဘာလို့လဲဆိုတော့တပတ်မှာလည်းပွဲကျုံမှာတော့ကျွန်တော်တို့ကတူးရဲပေါ့နော်ထူးချွန်မှုတွေကြောင့်ထည့်ပြောခဲ့တာရှိရဲ့ ဒီရွှေကမ္ဘာချန်ပီယံဖြစ်ခဲ့ရဆိုတာမျိုးတွေပြီးသူကစားပေါက်တွေကောင်းတယ်ဆိုတာမျိုးတွေပါနဲ့တယ်ဆိုတာမျိုးတွေကျွန်တော်ထည့်ပြောခဲ့တာရှိတယ်။ဒီပွဲရှုံးသွားတဲ့အချိန်တွေမှာတပ်ပိုင်အောင်အားနဲ့ချက်ကဘာတွေရှိလဲ။ဘယ်ချက်တွေကထင်တာမင်တာဖြစ်စေလဲ။ဒီကပြောရမယ်ဆိုတော့ဒီပွဲစဉ်ကိုတိတ်တော့လည်းမပြောချင်ဘူး။ဒါပဲပြောရမှာပဲ။ဟုတ်ကဲ့။ဒီကတော့လည်းပဲွာတာ။ဟုတ်ကဲ့။ဂျပန်ကစားသမားကသူ့ဘက်ဟိုစားစားရရအပွဲမှာဟုတ်ကဲ့။ ီ5 and 2တားရဲ scale bind တားရဲ game plan တော့တားရဲဟုတ်ကဲ့မာကုံတားရဲသင်္ကြန်မှု speed bind တွေမှာတားရဲသက်ပိုင်အောင်ကသူ့မှာရှိသမျှအစွမ်းကုန်တော့ဂျူတာကလာပါတယ်သူဂျူတာအားလုံးကတော့ကိုမြင်တာ100%ရှိတယ်သူလုံနိုင်တဲ့လောက်စွမ်းကုန်လုံးပြပါတယ်ဒါပေမဲ့သူ့လက်တော်တော်ကောင်းနေတဲ့ကစားသမားတွေသူဂျုံတွေးရလို့ရှုံးနေလို့ပဲပေါ့ပြီးတီတာနစ်ဆိုရဲ့ culture ပေါ့နော်ဒီတခဲရူကကျော်တန်းစင်ပိုက်တဲ့ကိုထဲ့သွားသလိုပဲခြေမနဲ့ ထောက်သွားတဲ့ဟာမျိုးအိုက်ကန်ချက်အကြောင်းကိုအခုနည်းနည်းပြောကြမ်းလဲဟိုပွဲကျမာတွေကကိုလိုပြောခဲ့ရယ်တန်နစ်စုကဖိုက်တာကစားရဲဆိုပေမဲ့ဒီကတူကစားတာဖိုက်တာသူကခေါင်းထိုးတာမဟုတ်ခေါင်းကန်တာဟုတ်မဟုတ်ဘော်ဒီရှော့တွေထိုးတယ်ဘော်ဒီရှော့တွေကန်တယ်ဒီဂျပန်ကစားသမားတွေထဲမှာဆိုရင်ဘုန်းနာပြောတဲ့ညီလေးပြောသွားတဲ့ကန်ကြမျိုးမခရီကန်ကြမျိုးဒီခရာတီကေပေါ့နော်လေဘာရှော့လို့လည်းသူကပြောရတယ်အများကြီးတော့တယ်သူကလည်းတန်နစ်စုကလည်းတော်တော်လေးကိုတိတိကျကျ အသက်ရရလေးကန်သွားလိုက်တယ်။အဓိကနောက်ဆုံးပြီးသွားတဲ့ကန်ကြတော့မဟုတ်ဒါပေမဲ့အဲ့ဒါနဲ့စပြီးတော့ messenger ကြီးကန်တယ်။အဲ့ဒါနဲ့စပြူသွားတယ်။ပြူသွားပြီးနောက်ဆုံးရှုံးသွားတယ်ပေါ့နော်။ဒါကတော့ကြမ်းမြင့်ပေါ့။ဒီတပွဲလုံးကိုခြုံပြီးတော့ခြုံပြီးတော့ပြောမယ်ဆိုရင်ပထမအချိန်မှာဂိမ်းပလန်ရဆိုရင်ဘလူးထင်တာတန်နေစုကိုအတက်ကင်မဲ့လိုက်လာမယ်လို့ထင်တယ်။ဟိုညီလေးလည်းကြီးလိုက်ရမယ်အားလုံးလည်းကြီးရမယ်။ဒီပွဲမှာတန်နေစုကဆက်ဆက်ချင်းအမှားကြီးစားပိုင်းလေးမှာကောင်းလာကြတာပါတယ်။ဟုတ်တယ်။တက်ထိုးမယ်၊မူးလုံးမယ်၊ရွှေ့မယ်၊တပတ်အောင်မြူကြတာရတယ်။ ွဲကြတာလေအဲ့ဒါနဲ့ပမာအချီတချီလုံးသူတပတ်အောင်ရဲ့အနေထားကိုသူကယ်ဆန်းသွားတယ်ကယ်ဆန်းသွားတယ်ဆိုရင်သူဟိုထိုက်တဲ့လောက်ပြန်လောက်သွားတယ်ကောင်းလာမှာသူตายရတယ်ပေါ့နော်ဒုတိယအချီကြောက်သူပြောင်းသွားတယ်သူရင်ကစားနေကြပုံစံနေတိုင်းပဲဟုတ်တက်ကြင်လုံးဝကစားလာတယ်တပတ်အောင်ဘာလို့လဲဆိုတော့တပတ်အောင်နေမဟုတ်ပါဘူးကိုလူရိုးရလက်ဝဲမှာရိုးရလက်ဝဲတော်တော်များများပြုတ်ရှောင်းလွဲလို့ရှင်ပေါ့နော်ဟုတ်ကဲ့ တော်တော်များများသည် body shot ထိုးတာနည်းတယ် body shot ကန်လာလေနည်းတယ်အဲ့လိုပဲတစ်ဖက်ကပြန်ကြည့်လို့ရှင်သူတို့ body shot တွေထိုးလာရင် body shot တွေကန်လာရင် defense လောက်တာ cover လောက်တာလေအားလေသူတို့ကိုယ်တိုင်လည်းလူရဲ့လက်ကွေးတော်တော်များများမတုံးမတုံးတဲ့အတွက်ပြန်ရက်ကတုံးလာတဲ့အခါကျလို့ရှင်လေဒီ defense ပြန်လုပ်တဲ့အပိုင်းမှာအားလေအဲ့ဒီဟာကိုတပ်ပိုင်အောင်မှာအခုတွေ့ရတယ်ဖြစ်တင်လာပါတော့သူ့ကိုဒီ tennis သူ့ကဒီ body shot တွေထိုးလာပြီကန်လာတဲ့အချိန်မှာသူကိုယ်တိုင်ဒီ ီလိုမမတ်ကြည့်မနေသင်းတော့90 degree မနေသင်းတော့ပြန်ပြီးတော့နည်းနည်းလေးကိုးချလိုက်မယ်သူ့ကိုယ်တိုင်ပြန်ဘက်ကိုကောင်တာ body shot တွေပြန်ထိုးမယ် solo ကသူ့နေမှာနေမှာသူ့ထိုးဝခတ်တာခွာပြီဟို super leg နဲ့တခရုပ်ွယ်တဲ့ညီလေးခြေလုံးထဲမှာပြန်ပြန်ကြည့်လိုက်ဒီ super leg က defend လုပ်တဲ့ပုံတခရုပ်တို့ဒီဟိုဂျပန်ကစားလုံးမှာပြီပြီ body shot တွေထိုးခြင်းလိုက်ကန်ခြင်းလည်းခုနပြောဆို lever shot တွေကန်ခြင်းလည်းအဲ့မဲ့တခရုပ်ကိုးချထားတဲ့အတွက်ဒီဟာတွေဒီဘယ်လိုဖော်မလဲအံငယ်လုံးမှာကျင်းသွားတယ် လိုမျိုးပေါ့နော်တပတ်ရောင်ကရိုးရလက်ဝိဓမ္မဖြစ်တဲ့အတွက်ရိုးရိုးခံလိုက်တဲ့အချိန်မှာဒါလည်းပွင့်ပေါ့ပွင့်ပေါ့ဘူးသူမခံနိုင်တော့အဲ့လိုနီးပြီးတော့အပြောင်းလဲလုပ်ဖို့ပေါ့နော်ကင်ဘက်ရဲ့ဒီဒီဒီကျွန်တော်အတက်ကင်ကိုကြည့်နီးပြီးတော့အပြောင်းလဲလုပ်ဖို့အတွက်ကြတော့ကစားသမားအပြင်အောက်ကနီးပြမှာတော်ဝင်မရှိဘူးလားနီးပြမှာလည်းတော်ဝင်ရှိပါတယ်နီးပြတွေလည်းပြောဒါပေမဲ့ခလူရောက်ညီလေးอ่ะဘေးကဘလောက်အော်ပေါ့နော်ကစားသမားတွေရဲ့အတွေ့အကြုံနေဆုံးဖြတ်ချက်တွေရပါတယ်သူကစက်ကတ်မှာနေစက်ကတ်မှာအပြဲမှာပဲဘာမှမသူဖြစ်သွားနိုင်တော့လက်သီးတစ်ချက် ခြေကံကြက်တစ်ချက်ဆိုတာလဲစက္ကန့်တစ်ခါလေးကြာရင်မိုက်ခရိုစက္ကန့်အတွင်းမှာလေဟုတ်ကဲ့ဟိုလန်လက်ဖြစ်သွားတာပေါ့ဟုတ်အဲ့လိုပေါ့နိပြအော်တော်တီဒါမှမဟုတ်အောက်ကပေါ့နော်ဒီပါလိုင်းအဖွဲ့ဝင်တစ်ခုခုရဲ့အော်တော်တီဒါမှမဟုတ်ပြောစကားဟာတယောက်ချင်းရှိရလားမရှိရလားဆိုတဲ့ပတ်သက်ပြီးကျွန်တော်အရှိမလဲဘွဲမှာကျွန်တော်တွေ့ခဲ့ရတယ်ဘာဖြစ်လို့ဒီဗျူဟာမပြောင်းတာလဲဒီသူသဖြင့်မှာကစားရတဲ့အမိုင်းမှာဗျူဟာအပြောင်းလဲလောက်လို့ဖို့ပေါ့နော်မဟာဗျူဟာမြောက်တာတော့ထားလိုက်ပေါ့ဗျူဟာအပြောင်းလဲမြောက်တဲ့အဲ့လိုအပြောင်းလဲမျိုးလို့ဖို့တော့ကျွန်တော်တို့ မတွေ့ခဲ့ရတာများတယ်အဲ့ဒါကြတော့ဘယ်လိုပြောမလဲညီလေးမေးတဲ့မေးပေါ့ပြောရမှာလဲအားနာတယ်အဲ့ဒီဘက်မှာကသာသမားရောအဲ့ကသာသမားတွေကိုလိုက်ပတ်ဆောင်ရွက်နေတဲ့ညီပြတွေရောဒီနှစ်ဖက်လုံးမှာအားနေချက်တွေရှိတယ်အားနေချက်တွေရှိတဲ့အတွက်လည်းဒီပွဲရဲ့အခြေအနေကိုဖတ်တာဒိန်ပလန်ပြောင်းတာအဲ့ဒါတွေညီပြမှလည်းဆိုင်တယ်ကသာသမားလည်းဆိုင်တယ်ကသာသမားမှဆိုင်တယ်လို့ညီပြမှလည်းဆိုင်တယ်ဒါနှစ်ဦးနှစ်ဖက်အားနေချက်တွေရှိတဲ့အတွက်ရိုးရိုးလိုက်ရိုးရိုးထိုး ဘမကြီးကနေနောက်ဆုံးကြီးတတိယကြီးဒီပုံစံနဲ့သွားဆိုတဲ့ပုံစံမျိုးတွေကခုနအားနေချက်တွေကြောင့်ပဲဟုတ်ပြောက်ဒါသမားရောအခုလုံးနဲ့တော့ဆိုင်ဟုတ်ထပ်တည်စနာရှိလာတာဟောနော်တကယ်တကယ်ဆိုတော့ဒီတပ်မတော်ကျွန်တော်တော်သေးပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ထပ်တည်စနာရှိလာတာကျွန်တော်တို့နိုင်ငံကတော့သွားနေကြပြီ1လို့နေရာမျိုးရောက်လာပြီပေါ့နော်ဒီကျွန်တော်အာဆီယံဒေတာရင်းအခြားမှာဆိုတော့ဒါကြီးမားတဲ့အဖွဲ့အစည်းပဲအာနိုင်ငံကအဆင့်မီဖိုက်တာတွေရှိတယ်လက်ရှိထိုးနေရတဲ့နိုင်ငံကဖိုက်တာတွေနဲ့ထိုးနေရကမ္ဘာ့ဆင်ဖိုက်တာတွေနဲ့ထိုးနေရတော့ကျွန်တော်တို့ကအဲ့လို ဘောနော်ဒီပြိုင်ပွဲနဲ့တူတဲ့တန်တဲ့ legend မှုမျိုး training မျိုးအတွက် training program တွေအတွက်ပေါ့နော် pH dehydration test လိုဟာမျိုးလုပ်ဖို့အတွက်အဲ့ဒါမျိုးတွေအတွက်ကိုကျွန်တော်တို့ကအာလှုပ်တဲ့နေပြီးအပြောင်းလဲလှုပ်တဲ့နေပြီးလို့ယူဆမိလားပေါ့မှန်လားမို့ညီလေးပြောတာဘာလို့လဲဆိုတော့ကိုတို့ကဘယ်လိုပြောမလဲအရင်ဆရာဝင်းစင်ကခဏခဏပြောတဲ့စကားမျိုးရှိတယ်ဥပမာပြောရတော့ဒီကူးပြိုင်မှုဆိုရင် ဘဲတွေကိုလွတ်ပြပြရင်မှဆက်ပြေတက်ခုတ်ပြိုင်နေပွဲကြလို့ရှိရင်ဘဲတွေကိုလွတ်လို့မရဘူးချက်တည်နေတော့ဟာသူကလည်းသူအံဝင်ခွင့်ကြဖြစ်တဲ့ပြင်ဆင်မှုအံဝင်ခွင့်ကြဖြစ်တဲ့သားသမားတွေကိုရွေးချယ်စစ်လွတ်မှသာဖိုက်တဲ့နဲ့အောင်မြင်မှုတွေရမှာဝမ်းဝင်သွားမယ်ဆိုရင်တော့ဝမ်းနဲ့အံဝင်ခွင့်ကြဖြစ်နိုင်တဲ့ဒီစနစ်တွေစားသုံးနေထိုင်မှုပုံစံတွေလေ့ကျင့်မှုပုံလုံးလေ့ကျင့်မှုတွေကိုပြင်ဆင်သွားဖို့လိုတယ်ရိုးရလက်ဝေးမှာပဲကစားမယ်ဆိုရိုးရလက်ဝေးပုံစံအတိုင်း နေတာထိုင်တာစားတာတောက်တာလေ့ကျင့်တာပြဿနာမရှိဘူး။တွမ်းလည်းကိုကဘယ်ပြိုင်ပွဲသွားမှလဲ။ဒီပြိုင်ပွဲသွားပြီဆိုတော့ဒီပြိုင်ပွဲနဲ့စီရော်တဲ့ဟာတခုကိုတော့ပြန်ဆန်သွားမှာပဲ။ဟုတ်ကဲ့ဟုတ်။အဲဆိုလင်းကော်ဂျွန်ပွဲဘလို့မြင်လဲကို။ဆိုလင်းရှုံးသွားရပေါ့နော်။အမှန်နဲ့ပေါ့။ဒါတုံးပွဲဆက်အရှုံးလဲဖြစ်တယ်။အဲရှေ့မှာကျွန်တော်နာဗီကိုရှုံးတယ်။အဲ့ဒါကတော့အရာမောင်းအရန်ကွာတယ်ပေါ့နော်။ဘာမှမလုပ်နိုင်မနဲ့အပြင်ကိုဘက်ကလည်းဘာမှတာစီမရဘူးပေါ့။ပစ်ဆက်ဆက်ဒါကတော့တကယ်ပွဲကောင်းဖြစ်တယ်။ရှုံးခဲ့ပေမဲ့ကျွန်တော်လက်ခံပေးလို့ရတယ်။ဟိုဒီပွဲ ရှုံးသွားတယ်အခုဘယ်လိုမြင်လဲအဲ့ဘယ်လိုမြင်လဲဆိုတော့ဖြေပြီးသွားတော့ကျွန်တော်ထပ်မေးကြရလာအများကြီးရှိသေးတယ်ပြောရမယ်ဆိုဆိုရင်ပွဲရလေသုံးဝက်သက်ရှုံးသွားတော့ဒီတက်နေလဲနည်းနည်းအားမလို့အားမရဖြစ်နေပါကိုကိုတိုင်းလဲဆိုရင်ဟိုမျောလင်းခဲ့တယ်မျောလင်းခဲ့လေဆိုတော့ဒီပွဲမှာကော်ချွန်နဲ့ပွဲမှာလည်းမဟုတ်ပါဘူးနဗီးနဲ့ပွဲတော့လည်းနိုင်နေတာပဲဆက်ဆန်နဲ့ပွဲတော့လည်းနိုင်နေတာပဲဟုတ်အားကြောင့်လဲဆိုတော့ကိုကမြန်မာဦးလူရလက်ဝေးကိုအားပေးနေတဲ့လူကို အဲ့တော့မြန်မာကလားမြန်မာလူရလုံးဝသမားဟောဖြစ်နိုင်ရင်တော့ပွဲတိုင်းနိုင်သေးကြတာဒါတော့နိုင်သေးခြင်းနဲ့ဆန္ဒပါဒါပေမဲ့လေကိုလူနိုင်သေးခြင်းတိုင်းလဲနိုင်နိုင်နိုင်ဘာသာမားကြီးကိုယ်တိုင်းလဲကိုလူရဲ့ပို့ပြီးတော့နိုင်နိုင်ကြင်ကြမှာပဲဒါပေမဲ့ပြီးခဲ့တာကကိုလူပြောသလိုပေါ့ဒီနေ့ကိုယ်နဲ့ဒီပွဲကြုံမှာပြောခဲ့တယ်နိုင်မှုဆိုတာနိုင်လောက်တဲ့ထိုက်တဲ့နဲ့ထိုက်တန်နဲ့ပြင်ဆင်မှုတွေလုပ်သွားမှနိုင်မှာဘူးကော်တွန်နဲ့ပွဲမှာသုံးလုံးပါကြောက်ဆုံးလဲလို့ဆိုတော့ကုတူတဲ့အနေနဲ့ပြောရရင် နိုင်မှုမထိုက်တန်လေးလို့နိုင်လောက်တဲ့ပြင်ဆင်မှုလေးလုတ်သွားတာမလုံလောက်လို့အဲ့လိုပဲပြန်ဆိုလင်းကကျွန်တော် hybrid test မအောင်တာပေါ့နော်စစ်စစ်ဝိချင်တဲ့ hybrid test မအောင်တာမျိုးစစ်စစ်ဝိချင်မှာပေါ့နော်ဒီဒီဒါဆိုကျွန်တော် burden weight ထက် weight အတွက်ကျွန်တော်တို့တွက်ထားခဲ့ရဝေးတယ်ဒါ cash weight နဲ့ဝိညာဉ်ပြီးထိုးလိုက်ရအရှိမလာဒီလိုဖြစ်စင်နေဖြစ်တယ်ပေါ့နော်ပြန်ဆိုလင်းကဒီဆက်ဆန်းတဲ့ဘွဲမတိုင်ခင်ပေါ့လား accident ဖြစ်တာမျိုးရှိတယ် အဲ့ဒါလေ့ကျင့်မှုကလည်းပြောလို့ပြောဒဏ်ရာပဲတော်တော်လာဖြစ်တဲ့အတွက်ယာနုံးပြည်သူလုံနိုင်အောင်ပဲပုံမပေါ်ဒါဆက်ဆန်းတဲ့ပွဲမှာအခုနောက်တစ်ပွဲပေါ့နော်ဆက်ဆန်းတဲ့ပွဲမှာလည်းပြောမှဆိုလို့သူ့လိုမာကွန်မင်းနဲ့ဖိုက်တာနဲ့တွေ့လာတာဖြစ်တဲ့အတွက်ဘယ်လိုပြောသူနည်းနည်းတော့နာခဲ့နာကျင်ခဲ့ရတာဒဏ်ရာအောင်ကတော့ရှိမှာပဲဘူးသူဒီပွဲဆက်လာရဲပေါ့နော်ပြီးအရှိမပွဲကျို့အခြေအနေမှာလည်းကျွန်တော်စစ်စစ်ဝေးချိန်မှာအခက်ခဲရေတက်ကြတာတွေပါအဲ့လိုဟာမျိုးဖြစ်ခဲ့အဲ့တော့သူပြင်ဆင်မှုပိုင်းမှာအများဟိုဘယ်လိုပြောရမလဲအခက်ခဲရှိခဲ့လို့လားလုံလောက်မရှိခဲ့လို့ လိုရလတ်မျိုးတွေထွက်နေရလားဟိုကတော့သူလေးကျင့်မှုရောလို့လေးကျင့်မှုမလုံလောက်လို့မနိုင်ဘူးလို့မထင်ဘူးသူအားလက်ချက်ကနှစ်ပိုင်းရှိတယ်နံပါတ်၁ချက်ကသူ့ immunization ပါ weight weight ပေါ့နော် weight gain မှာဒီ weight chain နဲ့အပိုင်းပါ hydration တက်ပါမယ်အဲ့ဘိုင်းမှာသူပြင်ဆင်မှုလေးလာမှုအဲ့ဒီဟာတွေအားနေတယ်ဒါတစ်ပိုင်းဒုတိယတစ်ချက်ကသူ့ရဲ့ game plan game plan မှာဝင်ခဲ့တယ်အဲ့ဒါကြောင့် ဲ့ဒီနှစ်ချက်ကြောင့်ရှုံးနေလို့ပဲထင်တယ်လေ့ကျင့်မှုနည်းလို့ဘာလို့တော့ကိုမသိဘူးဘာကြောင့်လဲဆိုသူ၃ကြီလုံးရုံသွားတယ်တချို့ဒီဆိုဘယ်လိုတော့ထင်ရလဲဆိုတော့အဲ၃ကြီမို့လို့နောက်တစ်ချီလောက်တာထပ်ထိုးရင်ထိုးလိမ့်နိုင်မယ်ဆိုတာမျိုးတွေတောင်ပြောနေကြတယ်ဒါပေမဲ့ကိုကတော့အလိုမမြင်ဘူးနောက်တစ်ချီထိုးလဲအဲ၃ကြီမို့လို့ဒီကိုဘက်ကကော်ထွန်ရတယ်၃ကြီသာစတမ်လား၃ကြီသာပါဝါကိုအကုန်ထုတ်ပါလားလေ့ကျင့်ဆိုလဲလေ့ကျင့်သာဘဝချိန်ကုန်ပါပဲဟုတ်ကဲ့အဲဆိုလဲ game plan ရွေးရမှားတယ်ဗောနောက်ဘုန်းကပြောအဲ့ဒါကိုနည်းနည်းအခြေချက်ပြီးပြောပြပြပါလား သူလင်းကတော့ဒါရှင်းတယ်ဒီကိုနဲ့ညီလည်းပြောတယ်ညီလည်းမှတ်မိမယ်ဒီပွဲကြိုကလာမှာနောက်ဆုံးအဆုံးသက်တော့ကိုဘာလဲအဆုံးသက်ရတယ်လေတော့သူလင်းပုံမှန်ထိုးနေကြတဲ့အတိုင်းရိုးရိုးထိုးရိုးရိုးလိုက်ရင်တော့အမပေးစနေစီရသွားမယ်အမပေးဆုံးဖြတ်ရင်သူလင်းကိုရှုံးမယ်ဆိုတာပြီးခဲ့တဲ့ဘက်ကပြောခဲ့တယ်အဲ့ဒါလည်းပဲပြိတ်ခဲ့တယ်ဟုတ်ကဲ့အဲ့လိုမျိုးဖြစ်မှလည်းကိုစိုးရိမ်တယ်ဒါပေမဲ့ပွဲကြည့်တော့ဗမာကြီးကနေနောက်ဆုံးအကြည့်တတိယအကြည့်ပြီးတဲ့အထိသူလင်းကရိုးရိုးထိုးရိုးရိုးလိုက် ီးတော့ပဲချိန်ပုံသွားတယ်ချိန်ပုံသွားတယ်ထိရောက်တဲ့ထိုးစက်တွေဘာမှမရှိခဲ့ဘူးဒီပြန်မတ်ပေါ်တိုက်နေတာလွဲလို့ကျန်တဲ့ဖီအားပေးနိုင်ဘူးလေမရှိဘူးထိထိရောက်ရောက်လည်းတခုမှမထိုးနိုင်ဘူးကိုယ်လည်းပြောရရင်လေပေါ်ထွန်သည်ခုနနဘေးလို့လို့အစင်ပြောမှာပေါ့ဟုတ်ကဲ့ဆက်ဆန်လို့လို့ဟိုအတွေ့အကြုံချင်းခဲဟိုလက်ချက်လျောက်လည်းမဟုတ်ဘူးကောဝမ်းမှာအင်ပြင်းနေလည်းရောက်လာဟုတ်ကဲ့အဲ့ဒါအနေနဲ့ဒီနိုင်ဝဲသေးသေးကြာလာတယ်မိသားတကယ်ကျိုးဝိုင်းမှာကစားသွားတဲ့ ော်တော်ရဟာလည်းဘာမှမဟုတ်ဘူးကောင်တာတက်တက်ကစားပါလေကောင်တာဟိုမှသူဂျက်ထိုးမယ်မူးလုံမယ်ဂျက်ထိုးမယ်မူးလုံမယ်သူလင်းဦးတတိအကျွန်လေးတို့သူဘိုက်ဟုလေးတွေသုံးမယ်ထိုးမယ်ညာကိုးဝါးရင်ဒူးတိုက်မယ်တထောင်ရရင်ပဲပြခွာတာဒါပဲကြံ့လာဘာမှမရှိဘူးဂျက်ထိုးမူးလုံဟိုရိုးရိုးရှင်းရှင်းပဲဒီရာဒီကိုကိုလိုတိုက်ခတ်ရင်မှရိုးရလည်းဝင်ပါပဲဖြစ်ဘောက်စင်ပါပဲဖြစ်တိုက်ခတ်ရင်မှဒါအခြေခံကြတော့ဟာလေးတွေပဲအခြေခံစတင်ရလေဒါတွေပဲတင်တာကောင်တာကစားလို့ရှင်ဂျက်ထိုးမယ်မူးလုံမယ် ်ဘယ်ရွှေ့မယ်ညာရွှေ့မယ်ဘယ်ထွက်ညာထွက်ပေါ့နော်ပြီးသွားလူချင်းကိုဖန်ထုတ်လိုက်ပစ်ပလစ်လောက်လိုက်ပဲပေါ့ဒီလိုရိုးရိုးရှင်းရှင်းကစားကွက်ကိုဆိုလို့မကြုံနိုင်ဘူးလေမကြုံနိုင်ဘူးဖြစ်တယ်ဟောင်းကောက်ကပ်ပိတ်ပြီးတော့လိုက်ရုံတက်တက်မမီတမီသူကဂျမ်းမမထိုးတော့ဆိုလို့ရပါလိုက်ဟုတ်တွေမမီမကန်းထိုးတယ်ထိုးတော့မထီဘူးဟိုကအตาလေးခါဆွဲလိုက်တာနဲ့ကြုံသွားတယ်ကြုံသွားတာနဲ့သူပြန်ကောင်းတာလုံးနေထိုးခါတယ်ဆိုလို့ကိုယ်တိုင်ဟိုကလည်းပါနမှုတွေလိုတယ် အဲ့ဒါကြောင့်ရှုံးလာဟိုဘက်ကကိုမြင်လာတော့ကော်ထွန်စီဘယ်တော့ကောင်းလာမျိုးမဟုတ်ဘူးသူလုံရုံလုံဘေးသစ်လေးတွေလုံပြီးနိုင်ပါလားဟုတ်ကဲ့ဒီဆိုလင်းဝဲလက်တီတွေကလေးဘောဝေးဖြစ်တာတော်တော်များတယ်ပေါ့နော်ဟုတ်များတယ်ဆိုဝန်းနာပြောသလိုပေါ့ကော်ထွန်ကမူးလုံးနေတယ်လုံးနေပြီးတော့ဆိုလင်းလက်တီတကမ်းမှမနေဘူးကိုပွဲကြုံကပြောတာဆိုလင်းလက်တီတကမ်း distance ကိုသူကွန်ထရိုးလုပ်နိုင်ပြီးနိုင်တယ်ဟိုဘက်က control လုပ်ပါတယ်သူထိုးသမားတွေနေတယ်မှာလေရှိလို့ရှင်တယ် damage ကဟိုတက်ကက်ကိုလမ်းလက်သိမ့်မဖြစ်ဘူး ထော်ထိတာမျိုးတွေပဲရှိတယ်ဟုတ်ကဲ့တလုံးလောက်ထိကြည့်ပါလားဟိုကောင်ပေါ့ထွန်းလာပထမကြည့်ပြီးဒုတိယကြည့်ပြီးတတိယကြည့်သုံးကြည့်တဲ့မှာတစ်ချီလောက်လာတယ်တေချာပေါ့နောက်လောင်ကြမယ်နောက်ကောက်တော့ကြကြင်ပါလားနောက်လောင်ကြမယ်အမှတ်သိကြရမယ်ပေါ့ထွန်းဒီတလောက်မာကုန်မမြင်ဘူးပေါ့ထွန်းလက်သေးလေးရာလဲပါဝါတလောက်မပေါ့ကိုဘကလူကသုံးကြည့်တာပြီးသွားတယ်ထိထိရောက်ရောက်လုံးဝမကူနိုင်ခဲ့လို့လည်းပြောသွားဟုတ်ပါဘူး။ဆိုလင်းကကျွန်တော်ဒီရာမန်နဲ့ပေါ့နော်ရေးမှထိုးတဲ့ပွဲမတိုင်ခင်ဒီဆိုတာတော့ရှုံးပွဲမရှိဘူးပေါ့ ါမှမဟုတ်ပွဲရောက်တော့သူဆေးရှုံရှုံသွားလို့သာကွယ်ရှုံရှုံသွားလို့သာရိုးရလက်ဝဲဒီတောင်းလျှောက်မှာသူပထမဆုံးရှုံးမဲ့ဂျုံတွေ့ခဲ့တာအဲ့လိုဖိုက်တာဒီဝမ်းကိုရောက်လာတဲ့အခါမှာလဲစစချင်းမှာတော့ကျွန်တော်ဒီနိုင်ပွဲတွေရတယ်ဘောနပ်တွေရတယ်စာချုပ်ရတယ်စာချုပ်ရပြီးနောက်ပိုင်း၃ပွဲဆက်ကျွန်တော်တို့ရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်အဲ့ဒီအတွက်အခုတခုပြောရရှိတာဒါဖြစ်ဖြစ်ရရှိတယ်ပထမဆုံးအနေနဲ့ဟိုကွန်ပဲလုပ်ရမယ်ဟုတ်ကဲ့ဟိုစူပါဘလက်ဟိုမြန်မာပြည်တက်နေလားလို့ သူဒီလဲစာချုပ်မရခင်ကတောက်လျှောက်လိုက်စာချုပ်ရဝီအခုနောက်ဆုံးဆုံးရင်သူက black ကလည်းသုံးဝက်သက်လိုက်ရှုံသွားတာသူချက်ပြရပါပြောလဲမင်းကနောက်တစ်ဝက်ထုတ်ရင်ဒီ event name တွေမှာမထိုးရတော့ဘူး fine line မှာမထိုးရတော့ဘူး friday night ကိုပြန်ဆင်းထိုးရမယ်လို့ warning ပေးထားတာမျိုးပဲရှိတယ်အဲ့ဘာဘာဘာလဲဆိုတော့ solo လဲဒီလိုပဲဘာဘာဘာလဲဆိုတော့ solo ရှေ့မှာထိုးကြရတဲ့တွေ့ကြရတဲ့ပြိုင်ဘက်အနေထားတွေနဲ့စာချုပ်ရပြီးမှတွေ့ရတဲ့ပြိုင်ဘက်အနေထားတွေရမ်းกว่าတယ်ပထမဆုံး solo တွေ့တဲ့ဂျပန်ဘိုက်တော်ကိုတွေ့တယ် ဒုတိယပေါ်ရဂီယာဖိဖိဗီယန်ရိုက်စ်လာဖိဗီယန်ရိုက်စ်ဒီအသားသမားလေးတွေ့တယ်တတိယကွန်ဆယ်ရီကွန်ဆယ်ရီလို့ဆိုတာလဲထိတာနဲ့လဲနေတယ်ဟိုဗမာပြည်တော်လာထိုးပါတယ်ဟုတ်ကဲ့ဘာမှမဟုတ်တဲ့ level အရသူဝင်တာမန်ဆင့်ပဲရှိတဲ့ထိုင်ကစားသမားထိုင်ကစားသမားအဲ့မှာလို့ဘာတမ်းမှမရှိဘူးခုနဖိဗီယန်ရိုက်လို့ပါလို့ဆိုတာလဲကုဘယ်လေးကြောက်လို့ပဲကြောက်နေမှတော့မသိဘူးဘာမှလို့ထိုးတဲ့ဂျပန်ကစားသမားအဲ့ကစားသမား၃ယောက်ကိုလဲထိုးနေနိုင်လဲဆိုတာတော့ဆိုးလွင်းမှုညီလေးသိချင်ပြန်ကြည့်ပါ အလဲမထုတ်ခင်ဒီအမှတ်နဲ့ဆိုဆိုလင်းရှုံးနေတယ်နောက်ောက်ရွာလို့သာအကွယ်မှာဆိုလင်းကနိုင်သွားတယ်ဘောနဲ့တရားတယ်သုံးမဲ့လုံးလဲထုတ်တယ်ကိုမြင်လာတော့အရင်ထိုးခဲ့တဲ့၃ယောက်ဒီဒီလောက်ခုနောက်ပိုင်းတွေ့တဲ့ဂိုင်မတွေ့တော့လက်ဆန်းလက်သားမရှိဘူးလဲပဲမမြင်ဘူးဒီစာချုပ်ရဘူးရွာတွေနောက်ပိုင်းမှာ Friday Fight မှာဆိုလင်းမထိုးရတော့ဘူးအခုထိုးရတာ Final Final ဟုတ်ရှေ့ပွဲမှာထိုးရတာနံပါတ်နံပါတ် event 170 170 170အဲ့လို ွဲကြီးတွေထိုးရတယ်။ကွဲကြီးလေးမှာထိုးရတဲ့ကွဲကြီးလေးမှာပါလာတဲ့ကစားသမားတွေရဲ့ level ကလည်းပုံမြင့်လာတယ်။အဲအကြောင်းမို့လို့သူ့ရဲ့ရာလက်ပိုင်းတွေကလည်းကျဆင်းသွားတယ်လို့ပုံမြင့်လာတယ်။အဒီစာချုပ်မရခင်မှာထိုးခဲ့တဲ့ fighter တွေကသူတို့နိုင်နေပေါ့နော်။ဒါပေမဲ့ဒါတော့သူ knock out ဖြစ်လို့နိုင်ခဲ့တာအမှတ်တရဆိုရှုံးနိုင်တယ်နော်။အခုသူစာချုပ်ရပြီးတဲ့အချိန်မှာသူတို့တူတူတန်တန် fighter တွေဖြစ်လာတယ်ပေါ့နော်။မဆက်ဆက်လို့ဟာမျိုးပေါ့နော်။အဲ့လိုမျိုးဖြစ်လာတဲ့အချိန်မှာအမှတ်တရတော့သူရှုံးတယ်။အဲ့တော့ဆိုးလင်းဟိုကအမပေးစနစ်နဲ့လုံးဝအသားမကျသေးရလား။ ိုအဲ့ဒါကိုပြောချင်တာငုနာစကားလေးရဲ့နည်းနည်းပြောသွားလို့ဟုတ်ဆိုလုံးရဲ့ပြင်ဆင်မှုလေ့ကျင့်မှုတွေဒီအမှန်လုံးတွေ့ခဲ့တဲ့ level 3ယောက်အားကြုံများချင်းမှာတွေ့ခဲ့တဲ့စကားသမား3ယောက်အဲ့ level တော့ဆိုဆိုလုံးရောက် okay ဟုတ်ကဲ့သူ့ရဲ့ပြင်ဆင်လေ့ကျင့်မှုတွေသိတာကသူ့ရဲ့ဒီပြင်ဆင်မှုဒီလေ့ကျင့်မှုဒီစားလုံးနေထိုင်မှုပုံစံတွေဒီနောက်ထပ်အဆင့်ဆက်နှင်းလာတဲ့တိုင်ဘက်တွေနဲ့တွေ့တဲ့အခါကျတော့ဦးမလုံးလားလုံးတော့ဟုတ်အဲ့ဒါဒီအမှတ်ပေးဆက်နှင်းကြောင့်ဒါမှမဟုတ်အလဲထိုးကြောင့်ဆိုတာလည်းမဆိုင်ဘူး သူ့ရဲ့ပြင်ဆင်မှုတွေကိုသူတိုးမြင့်ရမယ်။လေ့ကျင့်မှုလည်းပါမယ် nutrition လည်းပါမယ်ပါမယ်ဒီပြပိုင်းတွေပါမယ် game plan ပိုင်းတွေပါမယ်အစားအသောက်အရာရာပေါ့နော်အစားအသောက်အရာရာမှာသူတစ်ဆင့်ဖတ်နေနိုင်မှာအစင်းင်းနဲ့ဒီသူ့ရဲ့ပြိုင်မဲ့လူရှင်းလာတယ်။သူ rumble ပဲအားကြနေလို့တော့မရဘူးအဲ့လိုတော်ပဲပေါ့နော်။ဟုတ်ကဲ့ကိုအဲ့တော့လက်ရှိမှာတော့ကျွန်တော်ဒါတပ်ပိုင်အောင်ပွဲကြောင်ဆိုလင်းပွဲကြောင်ပြောခဲ့ပြီးပြီ။အဲ့ဒီထဲမှာအခုကျွန်တော်မေးခဲ့တာအခုပြောခဲ့တာတွေကဖြစ်ဆက်ပြောကြချင်တာရှိသေးလားကို။ ပြစ်ဆက်ပြောစားချင်တာကတော့ဒီလေပြောမယ်ဆိုတော့ပြောချင်တာတွေတော့အများကြီးဒါပေမဲ့အဓိကကတော့ဘာပြောချင်လဲဆိုတော့ကိုတို့ဒီ1ပွဲတွေကိုသွားမယ်ဆိုရင်1ပွဲမှာဘယ်လိုစနစ်တွေရှင်းသုံးနေလဲဘယ်ကစားသမားတွေရှိနေလဲကိုတို့ကဘာတွေကောင်းလဲဆိုတာလေးလာကြပါကစားသမားတွေလည်းလေးလာပါကစားသမားတွေရဲ့နဲ့သတိုင်နဲ့အုပ်ချုပ်သူတွေညီးပြားတွေဒါတွေအကုန်လုံးတွေလည်းလေးလာပါအကောင်းဆုံးပြင်ဆင်ကြပါပေါ်ပေါ်တက်နံသွားပြီးတော့ အပေါ်ကြောကြောနဲ့ဖိုးမယ်ဆိုတော့နိုင်တစ်ခါရှုံးတလဲနဲ့ဟိုပြိတက်တွေအားမလို့အားများဖြစ်လာမယ်ပွဲစဉ်တွေပူပူများလာမယ်အဲ့တော့ဘာပဲပြောပြောအကောင်းဆုံးပြင်ဆင်မှာအကောင်းဆုံးကြိုးစားပါအဲ့လိုပဲကိုကတော့ဖြည့်ဆက်ပြီးပြောကြတယ်ရှင်ပြန်ခဲ့တာပဲရှင်ပြန်ခဲ့ရုံဆိုရဲမှတ်တမ်းပဲအဖတ်မတင်ပဲနဲ့ပြင်ဆင်မှုကောင်းကောင်းလေ့လာမှုကောင်းကောင်းပြုပြင်ပြောင်းလဲမှုကောင်းကောင်းနဲ့မှတ်တမ်းတစ်ခု site ထူနိုင်ခဲ့ဖို့ပေါ့နော်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ညီလေးကအခုဆိုရင်ဟိုကိုငွေလင်းလေးပြောရရင်1ဆက်မြေရှင်းမှာနိုင်ငံပေါင်းတော်တော်များများလာကြတယ် အဲ့ထဲမှာကိုလူမြန်မာဆိုတာတက်ခတ်ရေးအာလာနဲ့ပတ်သက်နာမည်ရတဲ့နိုင်ငံတွေမှာပါတယ်မြန်မာယူရလက်ဝဲမြန်မာယူရလက်ဝဲကိုဘာလဲသိတယ်ဒီမြန်မာယူရလက်ဝဲများအကောင်းဆုံးဆိုတဲ့ကစားသမားတွေသွားပြိုင်နေတာတော့ချန်ပီယံအပတ်အရာဟုတ်ရတဲ့အနေအထားမရောက်သေးဘူးရန်ကင်းနဲ့ကိုဝင်တဲ့အနေအထားမရောက်သေးဘူးစာချုပ်စာချုပ်ကြီးရတဲ့ကစားသမားတော့မှတယောက်ပဲရှိသေးတယ် ရားတဲ့ကစားသမားကလည်းစာချုပ်ရပြီးတဲ့နောက်ပိုင်းမှာရှုံးနေရှုံးနေတယ်အဲ့တော့မြမကြီးမြမရိုးရလက်ဝဲသမားကြီးမြမရိုးရလက်ဝဲကိုနှင့်တင်ဖို့အများကြီးပို့ပြီးတော့ပူသားဖို့လုပ်ကြည့်တယ်ဟုတ်ကဲ့အခုဆိုလို့ပြပြစုံဖြေချပေးခဲ့ရအောင်ပြည်သက်တွေလည်းကျင်းအားရလိုက်မယ်လို့မျှော်လင့်ပါတယ်ပေါ့